မင်္ဂလာပါ The Westport ပြည်တရားလုံးမေမင်္ဂလာပါယမနီကချမ်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်တွေရင်းဆိုင်စားလို့အပီးဆင်မီဖိုင်နယ်ကိုတက်ရောက်သွားတဲ့အသင်းတွေလည်းအသေးသေးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဆိုတော့ယမနီကပွဲစဉ်မတိုင်ခင်တော်ဝင်တွေဟာတခန်းတနာနဲ့အကြီးအကျယ်ကြိုးဆူခဲ့ကြတာဖြစ်ပြီးအင်ဝင်းဘာနေဗျူးကိုလည်းအမှန်တကယ်ပဲအမိုးပိတ်ပြီးတော့ကစားသွားကြတာလည်းဖြစ်ပါတယ်ဝဲစားလုံး9မိနစ်မှာပဲစာကောင်ရဲ့လှပတဲ့ကန်ချက်ကော်တွိုက်ကာကွယ်သွားနိုင်ခဲ့လို့ရီယယ်မက်ထရီရဲ့တင်းတို့ကန်ကောင်းခဲ့ရပါတယ် နောက်သိမ့်မကြဘူးတောင်းကံဘုံကနေအချိန်မှာဆန်စီယိုကမော်ရီနိုရဲ့အင်ဂျီကိုဆွဲလင်ခဲ့တာကြောင့်ကွင်းလန်တန်လူကြီးကဗီယာကိုစစ်ဆေးခဲ့ရမှာတကယ်ပဲပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်အဝါခက်ပြသခဲ့ပြီးပင်နယ်တီလည်းပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီပင်နယ်တီကိုတော့အာဆန်တဲ့တော်မန်တက်စစ်ဇာဘာဆာကာကကန်သွင်းခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီပင်နယ်တီကိုတော့ရီယယ်မထွေတဲ့ကိုသမားကော်ဒရိုက်အသားရပဲပုတ်ထုတ်ကာကွယ်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့် 22မိနစ်အရောက်ဒီဂန်ရိုက်စာကလင်မာဘေကိုပွေဖက်ထားတယ်ဆိုပြီးကွင်းနဲ့ဒန်လူကြီးကရီယယ်မထရီအသင်းဘက်ကိုပင်နတီပေးခဲ့တာလည်းပဲဖြစ်ပါတယ်။ထို့တူပဲဒီဂန်ရိုက်ကိုအဝါကက်လည်းပြသခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါဂွမ်ဆောင်ထားသလားတကယ်ပဲလားဆိုပြီးချိန်တော်ကြာကွင်းနဲ့ဒန်လူကြီးကဆောင်းဆိုင်နေခဲ့ပြီးကွင်းနဲ့ဒန်လူကြီးကဗီယာကိုတွားပြီးစစ်ဆေးခဲ့တဲ့အခါမှာဟန်ဆောင်နေခဲ့တာကြောင့်စောစောကပေးထားတဲ့ပင်နတီရောအဝါကက်ကိုရောပြန်လည်ပယ်ဖြတ်သွားခဲ့တာလည်းပဲဖြစ်ပါတယ်။ ပရမမမင်း30ကရီယမထွေအသင်းတို့ဘာထိုးဖောင်းမှုမှရေရရမရှိကြတာလည်းပဲဖြစ်ပါလိမ့်။ကော်ဒရိုက်ကောင်းငယ်လို့သာပေါ့။နိုမိုဆိုလို့ကျွန်တော်ပရမဘိုင်းမှလည်း3ဂိုးလောက်ထိပေးကြရမှာလည်းပဲဖြစ်ပါလိမ့်။ဒုတိယပိုင်းပြန်စတော့လည်းမိနစ်60အထိအော်စတြေးလျခံတက်ကိုမဖြိုခွင်းနိုင်ခဲ့ပါဘူး။ဒုံနေရဲ့ခက်ချမ်းချမ်းဇာဘုံဟာသူတို့တွေတကယ်ကိုပဲအန်တုခဲ့ကြပါလိမ့်။60မိနစ်ရောက်မှတော့ဘယ်နေမူဝင်ခဲ့တဲ့စာကာကအသာရပဲကော်ဒရိုက်ကိုမားနေပြီးအပွင့်ကိုတွင်းယူပေးခဲ့ပါလိမ့်။ တိတ်မကြပါဘူးဇာလီဘာရဲ့အထာနှိမ့်မှုကနေဗီနီရှက်ဂျူနီယာကဂျေဘာကိုတကိုပြန်လည်သွင်းယူပေးခဲ့ပါလိမ့်ဘွဲဆားကနေဘွဲဆုံးထိတုံဆိုင်မနေတဲ့တော်ဝင်တွေဟာကန်ဒါရီရဲ့ညင်ညောင်းမှုမှာမျောလွင့်သွားခဲ့ရပါလိမ့်ကျေးဇူး9မိနစ်အရောက်မှာတော့တော်ဝင်နေပြန်လာနိုင်ဖို့လမ်းစာတွေ့ခဲ့ပါသေးတယ်။ဒါပေမဲ့ကန်နာရဲ့တယောက်ချင်းစီရဲ့တာဝန်ချေမှုဟာတော်ဝင်နေဘာမှလှုပ်မရခဲ့တာလည်းပဲဖြစ်ပါလိမ့်။ပရိသတ်တွေကလည်းခေါင်းငါဆိုင်သူကဆိုင်တတို့တို့ပြောနေကြသူတွေကလည်းပြောဟန်တွေမန်တွေအောင်းလို့အမရဖြစ်နေသူတွေကလည်းဖြစ်နေ ခွေးတန်းကတော်ဝင်တပ်သားတွေကလည်းဘာဆိုဘာမှကိုမလုံနိုင်ခဲ့ကြတော့ပါဘူးဒီလိုချိန်မှာပဲမိနစ်90နောက်ချင်းချိန်မှုရောက်ပြီးတော်ဝင်နေမောပန်ကြနေတဲ့အချိန်အသွင်ထူးတဲ့မာရီနယ်လီကတော်ဝင်ရဲ့အိမ်မက်ကိုအပီးတိုင်းဖြတ်ချပြစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒါကတော့ဘယ်သူမှမတန်နိုင်ခဲ့ပါဘူးဘောမနိုင်ငံတိတ်ကြွားရခဲ့တဲ့ဘာနေပြူရောင်းကလည်းအပြေးတိုင်းငင်းဝတ်သွားခဲ့ရပါတော့လေ စပိန်နီလာရောက်အပေးခဲ့ကြတဲ့ကန်နာပရိသတ်တွေအတွက်တော့အင်ကြီးချွတ်ပြီးဆီမီဖိုင်နယ်အတွက်အတကောအောင်ပွဲခံခဲ့ကြပါလိမ့်။ဖူတိုင်းမှာလူတိုင်းသိမှတ်ထားတဲ့အတိုင်းကန်နာတွေဟာတော်ဝင်တွေကိုအမှန်တကယ်ပဲနန်းချခဲ့ပါလို့လေ။နာကျော်ပေါင်းရလဲရီယမထွေအသင်းတို့ငါးကိုးတကိုးနဲ့ချုံနေပြီးတော့လက်ပြနှုတ်ဆက်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အော်စတန်သင်းတို့တော့ဒီပွဲဟာစံချိန်အစ်စ်လဲတင်သွားခဲ့ပါလိမ့်။ ဘရာတော့ဘာနေပြီးမှပထမဆုံးနှစ်ပွဲစလုံးအနိုင်ရတဲ့ဘောလုံးသမိုင်းဟာပထမဆုံးအသင်းဟာအာဆင်နယ်အသင်းပဲဖြစ်လာပါလိမ့်။ပထမနောက်6ခုနှစ်တုန်းကရီယယ်မက်ထရီအသင်းကိုအာဆင်နယ်အသင်းကတကောကိုမရှိတဲ့နိုင်ရရှိကြတာဖြစ်ပြီးအခုနောက်25ရီယယ်မက်ထရီအသင်းကိုနှစ်ကိုတကောနဲ့ထပ်ပြီးအနိုင်ရရှိကြတာလည်းပဲဖြစ်ပါလိမ့်။ကလျာမဘေကတော့အာဆင်နယ်အသင်းရဲ့ကွာတာဖိုင်နယ်နဲ့ကြော်စုံမှာလုံးဝကိုထိမှန်မထားတော့အောင်ကိုတောင်ပြောက်ခဲ့တဲ့မှတ်တမ်းလေးပဲဖြစ်ပါလိမ့်။ဒါတော့အတွင်းကို0၊ဂိုးပန်းလေးမှု0အဓိကပန်ပိုးမှု 0နဲ့ဂိုးပေါက်တဲ့ကန်ချက်တစ်ကြိမ်သာရှိကြတာလည်းဖြစ်ပါလိမ့်။ဒီကန်ရိုင်းစ်ကလည်းမောင်းအောင်သမန်စုကိုနှစ်ကြောင်စုံမှာရရှိကြတာလည်းဖြစ်ပါလိမ့်။ပထမကြောအိမ်ကွေးမှာရင်ဆိုင်စားတော့ကလည်းရရှိခဲ့ပြီးအခုဒုတိယကြောရီယယ်မထွေအသင်းရဲ့ကွင်းဘာလီဘီမှာရင်ဆိုင်စားတော့လည်းမောင်းအောင်သမန်စုကိုထပ်မံရရှိကြတာလည်းဖြစ်ပါလိမ့်။ဘယ်ပြီးမှာတော့ဒီကန်ရိုင်းစ်ကဒီကလက်အတွက် တကယ်ကိုထူးခြားတဲ့ညာညာဖြစ်တဲ့လို့တမန်ဝင်ညာမျိုးလို့ပေါ့ဒီပြိုင်ပွဲမှာကျွန်တော်ရီမန်းချက်ရှိပါလိမ့် ဲ့ဒါဟာအကောင်းဆုံးအသင်းတွေနဲ့ကစားချင်းပြီးတော့ဒီပြိုင်ပွဲကိုအနိုင်ရကျင်းတာပါပဲဒီဟိုလာတော့သူတို့တွေပြန်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေအများကြီးပြောနေကြပါလိမ့်ဘာလို့လဲဆိုတော့သူတို့ကအရင်အဲ့လိုမျိုးတွေတိမ်မောင်းများစွာလုပ်ခဲ့ဖူးတာကြောင့်မလိဒါမှလည်းပဲရမကျော်မာဂရီကကျော်တို့မှာယုံကြည်မှုနဲ့တတိအပြည့်ရှိနေခဲ့ပါလိမ့်ဒီကိုလာပြီးတော့ဒီဘက်ကိုအနိုင်ရနိုင်တယ်ဆိုတာကိုလည်းသိရှိခဲ့ကြပါလိမ့်ကျွန်တော်တို့ဒုက္ခရောက်မယ်ဆိုတာသိပေမဲ့လည်းကျွန်တော်တို့နိုင်မယ်ဆိုတာကိုလည်းသိနေခဲ့ပါလေဒီကလေးအတွက်ဘလောက်များကောင်းတဲ့ညလေဗျာ ကျွန်တော်အာဆင်နယ်အသင်းရဲ့ပြောင်းရွှေ့စားချက်မချုပ်ခင်ပါဒေသင်းဟာတပြေးပြေးနဲ့တိုးတက်လာပြီးအဆင်မြင့်တဲ့အသင်းဖြစ်လာမယ်ဆိုတာကိုခံစားခဲ့ရပါတယ်။ဒါကြောင့်မကျွန်တော်ဒီအသင်းကိုတေချာပေါ့ရွေးချယ်ဖြစ်ခဲ့တာပါ။လာမယ့်နှစ်အတွင်းမှာထူးခြားတဲ့အောင်မြင်မှုတွေရလာမယ်ဆိုတာကိုလည်းကျွန်တော်တို့အားလုံးအကျွင့်မဲ့ယုံကြည်ထားကြပါတယ်။နေပြောက်ကလည်းကျွန်တော်တို့ယုံကြည်လေးစားပြီးသူလုံးပြသွားတာတွေကတော့မယုံနိုင်စရာကောင်းလောက်အကိုပြောင်ပြောင်လွန်ပါလေလို့ Dean Rice ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဝယ်ပြီးမှတော့နေပြောက်ရတာကလည်း ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့သမိုင်းဟာအရန်ကိုတိုးတောင်းပါလေကျွန်တော်တို့ရဲ့သမိုင်းမှာဒါဆီမီဖိုင်နယ်ကိုတက်ရောက်တာကိုလုံနိုင်တာကဒါတတိယအကြိမ်ပါဒါကြောင့်ဒါကိုအခြေခံပြီးတော့ဒီဆောက်ဖို့လိုပါလေကျွန်တော်တို့တကယ်ကိုစားလောင်နေကြပါလေပို့ပြီးတော့လည်းလိုချင်ကြပါလေဒါကအရန်ငယ်ရွယ်ပြီးစိတ်ပိုင်းဖြတ်ချထားတဲ့အသင်းတစ်သင်းပဲဖြစ်ပါလေဒီတွေ့ကြုံအားလုံးကျွန်တော်တို့ကိုယ်တိုင်လည်းပါဝင်နေတော့သိကြပါလေကြီးမားတဲ့အရာတစ်ခုကိုရယူဖို့စ조사ရမှာကျွန်တော်တို့အများကြီးအထောက်အကူဖြစ်စေမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ ရီမထွေတဲ့နောက်ခံစားမလိုကန်ဘတ်စကွတ်ကတော့ဒါကခက်ခဲတဲ့ခိုက်တံပါပဲခက်ခဲတဲ့ပွဲစဉ်တွေပဲပါကျတို့လိုချင်တဲ့အခွင့်အရေးတွေမရရှိခဲ့ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ရီယယ်ကသမားကော့ဒရိုက်ကတော့ကျတို့တိုင်းစင်မှာတီးရတဲ့အရာဘာတစ်ခုမှရှိမနေပါဘူးဒီဗစ်ရာယာဆိုရင်အချိန်မှတောင်ကာကွယ်ခဲ့ရတယ်လို့ကျွန်တော်မထင်ပါဘူးကျွန်တော်တို့ဟာတာလုံနဲ့အာဆန်ကိုရှုံးနေခဲ့ပြီးဒါကိုလက်ခံရပါမယ်ကျတို့ဖြတ်တင်ဘောရီအများကြီးပေးခဲ့ကြပါလိမ့် အဲ့ဒီမှာဟိုဆယ်လူမမရှိတာပဲဒီဖြတ်တင်ဘောတွေအစားကျွန်တော်တို့တကယ်ဘောလုံးအသိလိုက်စားသိနေလို့ထင်ပါလေအသိနေသိလို့မျိုးစားရမယ်တဦးချင်းတွေမဟုတ်ပါဘူးကျွန်တော်တို့ကိုကိုကိုရိုးသားကြဖို့လိုပါလေအခုအသိန်းကဗီနီနဲ့ကန်ရမာပဲဆိုပြီးနှစ်သိန်းဖြစ်နေပါလေတခါလေးဒီမှာဒါကအလုံးဖြစ်ပေမဲ့လည်းပဲသုံးလေးကကြာလာတဲ့အခါလုံးဝအလုံးမဖြစ်တော့ပါဘူးအနိုင်ရခြင်းနဲ့ဆိုရင်တော့ပိုကောင်းအောင်လုပ်ရမှာပေါ့အာဆင်နယ်ကကျွန်တော်တို့ထပ်ပိုးပြီးတော့ကောင်းပါလေအဲဒါကြောင့်သူတို့နိုင်ပါလေ ဒါကိုကျွန်တော်လက်ခံပါတယ်ကျွန်တော်အန်စတော့ဒီရဲ့စကားကိုလည်းနားထောင်ခဲ့ပါတယ်သူပြောတဲ့အတိုင်းပဲကွင်းထဲမှာလုံးခဲကြတာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်အော်ဆန်သိန်းကိုဒုတိယကြောက်ကွာတာဖိုင်နယ်မှာရှုံးနေပြီးတဲ့နောက်နေပြကြီးအန်စတော့ဒီရဲ့နားခဲကလည်းမရေမရာဖြစ်လာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်ဒိုင်ဆိုင်နာလာတော့မသိယမနီကအော်ဆန်သိန်းကွာတာဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်မှာကန်ခဲ့မှာလဘောသိန်းရဲ့နေပြဟောင်းကလော့ကရီယယ်မထွေသိန်းရဲ့နေပြဖြစ်လာဖို့ရှိနေတယ်ဆိုပြီးဒရင်းနေထွက်ပေါ်လျက်ရှိနေပါတယ် ဒါတော့ရာဂန်လောက်အရဘူရဲ့နောက်ွယ်မှာဆဲပြက်စရာတွေများလာတော့ရီယမထွေရတဲ့နေပြအလုတ်ကိုထိန်ရွယ်နေတယ်ဆိုပြီးထွက်ပေါ်လာခဲ့တာလည်းပဲဖြစ်ပါတယ်။လေဘောတင်းရဲ့နေပြဟောင်းပြတဲ့ကလော့ကယူရေးချန်နိုင်တဲ့နှစ်နေရာအတွက်သူဟာရဘူမှာလုံနေတဲ့ယာရုကနေထွက်ဖို့အတွက်စဉ်းစားနေတယ်လို့သူ့ရဲ့နေဆက်သူအပေါင်းအသင်းတွေကပြောပြထားတယ်လို့သိရပါတယ်။ဒါတော့ရီယမထွေအသင်းနဲ့ဘရာဒီလေဗစ်စင်အသင်းတို့အတွက်ပဲဖြစ်ပါတယ်။အခုအချိန်ဒီဘယ်အသင်းကတရားဝင်ကမ်းလှမ်းတာမျိုးတော့မရှိသေးပါဘူး။ဒါမှလည်းပဲသတင်းရင်းမြစ်တွေရနေပြကလော့ဟာ ်ဩစတြီးယားခြေဆိုင်ရဘူအဖွဲ့အစည်းထဲမှာမပြောမရွှင်ဖြစ်နေတယ်လို့သိရပါတယ်။ဂလွန်အလဘောဦးတင်မှာကိုနေ့ကြောင်းအောင်မြင်မှုတွေရယူပြီးနောက်2024မှာဖီကနေနှုတ်ထွက်ပြီးတော့ရဘူကို ရောက်ရှိကြတာလည်းပဲဖြစ်ပါတယ်။သူရဲ့ယာရူတက်မှာတနည်းကိုယူရို12တန်းကနေ14တန်းကြောင်ရရှိနေပေမဲ့ဂျာမန်မျိုးနီးပြက်ဟာစိတ်မသက်သာဖြစ်နေပြီးထိုင်တန်းအဆင့်ဘောလုံးအသင်းကိုလေ့စင်းနေအမြကန်တွေရမယ့်အလုပ်ကိုလွမ်းနေတယ်လို့သိရှိရပါတယ် တပတ်မှလည်း Real Madrid အသင်းရဲ့နေပြကြီးကာလို Ancelotti ဒီဟာရလဒ်ဒီဆိုးရွားနေမှုကြောင့်ဘယ်နေ့ထုတ်ပယ်ခံရမလဲဆိုပြီးကောလာလာလေးပြီးဇာတ်လိုက်ဆိုလိုပဲထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ Real Madrid အသင်းကသူ့ရဲ့ La Liga နဲ့ UEFA Champions League Champion တွေကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ခြင်းလည်းမရှိပါဘူး။အရေးကြီးတဲ့ပွဲစဉ်တွေမှာဆိုရင်သူ့ရဲ့ခြေစွမ်းကလည်းအားရစရာလည်းရှိမနေခဲ့ပါဘူး။ဒါကြောင့်နေပြကြရန်ဆိုတော့ဒီဒီနီယာဒီမှာထွက်ခွာသွားနိုင်နေတဲ့ဆိုတဲ့သတင်းတွေကအကျယ်ကျယ်လောင်လောင်ပဲထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ လေပေါ်စင်သင်းရဲ့နီးပြားဇာပီအလွန်ဆိုကလည်းသူတို့ရဲ့ပထမဦးဇာပီအစားထိုးမဲ့သူလည်းပဲရှိနေပါလိမ့်။ဒါပေမဲ့လည်းရီယယ်မထွေအသင်းကိုအမြဲတမ်းသဘောကျနေကြတဲ့ကလော့ကဝင်လာခဲ့မယ်ဆိုတော့မထွေအနေနဲ့ပြန်ပြီးစဉ်းစားရဖွဲလည်းပဲရှိနေပါလိမ့်။ချိန်ထဲမှာပဲဘရာဇီးသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ကလည်းစွမ်းဆောင်ရည်မပြားသနိုင်တဲ့ဒေါ်ရီဘယ်ဂျူနီယာအတွက်အစားထိုးမဲ့သူကိုရှာဖွေနေတာလည်းပဲဖြစ်ပါလိမ့်။သူတို့ဟာအန်စတော့ဒီနဲ့ဂျော်ဂီဂျေဆုတို့နေပြတွေကိုတိတ်ဆိတ်စဉ်းစားနေပေမဲ့ကလော့ကတော့မချေကပ်သေးပါဘူး။ ကလောကတော့ဂုံတိတ်ခါနဲ့ရွယ်ချက်ရှိတဲ့အသင်းမျိုးနဲ့မှာပဲကလပ်အသင်းနေပြအလုပ်ကိုပြန်လုပ်မယ်လို့ဖွင့်ရပြောဆိုထားတာလည်းပဲဖြစ်ပါလိမ့်။အခုအချက်ချင်းပြောင်းရွှေ့အစီအစဉ်မရှိသေးတော့ညာလည်းပဲကလော့ရဲ့နာမည်ဟာဆန်ဒီယေဂိုဘာနေပြည်ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေကြားမှာတော့စတင်ပြန့်နေလျက်ရှိနေပြီလည်းပဲဖြစ်ပါလိမ့်။ယမနေ့ဟာဆန်ဒီယေဂိုရှုံးနေခဲ့ပြီးပို့ပြီးတော့ကြဲကြဲပြန့်ပြန့်ကြဲကြဲလောင်လောင်ထွက်ပေါ်လျက်ရှိနေပါလိမ့်။ကလော့ကလည်းသူကစိတ်ဝင်စားမှုကိုညင်းဆိုထားခြင်းတော့မရှိပါဘူး။ ကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုဆက်နေပြတမ်းပါချမ်းသာပြီးဘေးဘီယံဝေးကွာကြပါစေခင်ဗျာ